စစ်အုပ်စုကကျင်းပဖို့ပြင်ဆင်နေတဲ့အတူရောင်ရွေးကောက်ပွဲဟာနိုင်ငံရေးကြက်တီးကိုဖြစ်ရှင်းဖို့မဟုတ်ဘဲစစ်အာဏာရှင်ကိုတရားဝင်ဖို့ပေါ်ဆောင်နေတဲ့စစ်ရေးဗျူဟာရဲ့အစိတ်ပိုင်းဖြစ်တယ်ဆိုတာပြည်သူအများစုကနားလည်ထားပြီးသားဖြစ်ပါတယ်။ဒီလုပ်ငန်းစဉ်မှာစစ်အုပ်စုကဝါဒဖြန့်ချီရန်တရားကိုအချိန်မြင့်ခဲ့ရာကနေ အဓိကအနေနဲ့မြမအမှုပညာလောကကိုတစားကန်အဖြစ်အသုံးချနေတဲ့ဖြစ်စဉ်တွေကထင်ရှားပေါ်လွင်နေပါတယ်ဒီလိုဝါရဖျက်ရမှာစိုးဝါတဲ့နီလန်တစ်ခုကသတင်းချက်လက်တွေကိုရည်ရချက်ရှိရှိလွဲမစွာအသုံးပြုခြင်းပဲဖြစ်ပါတယ်ဥပမာပြောရရင်ဝါရဖျက်ရုပ်တံတစ်ခုဖြစ်တဲ့ခေတ်သပိုင်းကိုဒုံဆိုင်မိသူများရုပ်တံဖြန့်ဝေအပြီးမှာပါဝင်တဲ့တရုတ်ဆောင်တွေဒရိုက်တာဇလန်ဆန်ညွန့်တွေနဲ့ပတ်သက်လို့အတူရောင်ရွေးကောက်ပွဲကိုလက်မခံတဲ့ပြည်သူတွေဟာတရုတ်တံမှာပါဝင်သူတွေကိုသပိတ်မှောက်ကြဖို့ဝိုင်းဝန်းလှုပ်ရှားကြတဲ့လှုပ်ရှားမှုတွေပေါ်လာခဲ့ပါတယ်ဒါနဲ့မရှိမနှောင်းမှာပဲဗလာမဲဆိုတဲ့ရုပ်တံကိုပြန်လည်ဖြန့်ဝေပြီး အနုပညာရှင်တွေဟာတော်လိုင်းဤတပ်ဖွဲ့တွေလက်နက်ကင်တွေကိုဂိမ်းဆိုင်တော့ပဲအတူရောင်ရွေးကောက်ပွဲကိုထောက်ခံပြီးဇလန်တိုရိုက်ကူးရေးပါပါဝင်နေဆိုတဲ့စကြောင်းနဲ့ဝါရဖြန့် Telegram Channel တွေမှာပုံဖော်ဖြန့်ဝေပါတယ်တကယ်တော့ဒီရုပ်သံဟာအရင်2020ရွေးကောက်ပွဲအတွက်ပညာရေးရုပ်သံအနေနဲ့ထုတ်လွှင့်ခဲ့တာဖြစ်ပြီးဒါကိုပြန်ပြီးဖြန့်ဝေနေတာပါ ဒါကိုခုမှရိုက်ကူးတဲ့ရုပ်တံလိုဖြန့်ဝေလာပြီးပါဝင်တဲ့နှုတ်ပညာရှင်တွေဟာအထူးရောက်ရွေးကောက်ပွဲကိုလက်ခံပြီးဆေးဥစုရဲ့လုပ်ရက်တွေကိုထောက်ခံနေရဆိုပြီးဖြန့်ဝေတာပါ။ဒါဟာအရင်ရွေးကောက်ပွဲကိုထောက်ခံခဲ့တဲ့အနုပညာရှင်တွေဟာဆေးဥစုရဲ့အထူးရောက်ရွေးကောက်ပွဲကိုလည်းထောက်ခံတဲ့အကြောင်းပုံဖော်ပြီးလူမှုအမြင်ကိုလှည့်စားတာဒီအနုပညာရှင်တွေဟာဆီယနာရှင်တော်လိုင်းအင်အားစုတွေကိုဂယုမဆိုင်တော့ပဲဆေးဥစုဘက်ပါဝင်နေပြီဆိုတဲ့မဟုတ်မှန်သတင်းကိုပေးပို့ဖို့ကြိုးပမ်းခြင်းပဲဖြစ်ပါတယ်။ ဒါရီယာပြည်သူနဲ့တော်လိုင်းအင်အားစုတွေအကြားတန်ရရများပြီးအထင်မြင်လွဲမားစေတဲ့စိတ်ပိုင်းဆိုင်ရာကွဲပြားမှုတွေဖြစ်ပေါ်လာစေဖို့ရည်ရွယ်တဲ့ရုပ်မာတဲ့လှုပ်ရှားမှုတစ်ရပ်ပဲဖြစ်ပါတယ်။တရင်းတွေအရလည်းဝါရဖြန့်လုပ်ငန်းမှာမပါဝင်တဲ့နာမည်ကြီးအမှုပညာရှင်တွေကိုမဖြစ်မနေပါဝင်ဖို့နဲ့ငင်းဆိုင်ရင်လည်းအေးအေးယူမယ်လို့ချိန်ချောက်မှုတွေရှိနေကြောင်းသိရပါတယ်။ဒါအမှုပညာလှုပ်လှခွင့်ကိုလုံးဝချိုးဖောက်နေရပဲဖြစ်ပါတယ်အတူအောင်ရွေးကောက်ပွဲအတွက်ဝါရဖြန့်ကြည်ရေးမှာတရေမှားတွေချိတ်ချောက်မှုနဲ့အမှုပညာနယ်ပယ်ကိုတုံးချတာစတဲ့စိုးရတဲ့နီလန်းတွေနဲ့တုံးချနေကြောင်ထင်ရှားပါတယ် သို့တော်လည်းပြည်သူတွေရဲ့တပိတ်မှတ်မှုနဲ့ပြတ်သားသောစန့်ကျင်မှုဟာစေအုပ်စုရဲ့ဝါဒဖြန့်ချီရန်တရားကိုပြင်းထန်တဲ့ထိခိုက်မှုကိုဖြစ်ပေါ်စေပါတယ်။တစ်ဖက်ကကြည့်ရင်လည်းလက်ရှိပြည်ပခါမှာစီရေးတိုက်ပွဲတွေအပြင်သတင်းချက်လက်စစ်ပွဲဟာလည်းပြင်းထန်နေစေဖြစ်ကြောင်းသက်တည်ပြနေရပဲဖြစ်ပါတယ်။မြစည်းမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်စစ်စစ်ကျင်တဲ့တဲ့င်းတွေရှိခဲ့ရင်မြစည်းမကိုပေးပို့လို့ရပါတယ်။ ပေးဖို့မယ်ဆိုရင် d.ly/agfpz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်ဆေးစီခြင်းတဲ့တရင်အကြောင်းအရာကို link နဲ့တကွပေးဖို့ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်လောကောမီဒီယာကိုဆက်လက်ကြည့်နိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Missima TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ဦးနှိုင်းကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ။